ျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်6လပိုင်းတလစာအတွက်ဗုဒ္ဓဘူးသာသမီဗုဒ္ဓဘူးညနေဖွာရာဟုသာသမီများအတွက်တလစာအကောင်းအဆိုးများကိုမျှဝေညွှန်ကြားပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတဲ့ကျမမိတ်ဆွေများကအပေါင်းလေးနှိပ်ပြီး follow လေးထားဖို့လိုအပ်ပါတယ် ဒါမှကျမအနေနဲ့မိတ်ဆွေတို့ရဲ့လိုအပ်နေတဲ့ရင်းနေရာကိစ္စအဝဝကိုနေ့စဉ်တင်ပေးသွားမှာဖြစ်ပါတယ်။ကျမအနေနဲ့ဘုဒ္ဓဘူးသားသမီးရာဟုသားသမီးများအတွေ့တလစာအကောင်ဆိုးကိုဟောပြောပေးတဲ့အခါမှာမိမိတို့အတွေ့ကံစားတာကောင်းစေဖို့ကံစင့် ကံညှင့်စေဖို့အတွက်ရေရာနီးလန်းကောင်းလေးတွေကိုလည်းနန်းညွန်ပေးထားပါတယ်။ဒါကြောင့်မိမိတို့ရဲ့တလစာမှာကံကောင်းမှုတွေကံစူးများပြေပြောက်မှုအတွက်ရေရာလေးကိုတေချာလေးပြုလုပ်ဖို့လိုအပ်ပါတယ်။အဲ့တော့ဗုဒ္ဓဘူးသားသမီးများကနိုင်ငံရဲ့ချားနဲ့ပတ်သက်ပြီးတော့အောင်မြင်တတ်ပါတယ်။နိုင်ငံရဲ့ချားကိစ္စပြီး ဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။တရင်ကောင်းနေလဲကြားရတပါတယ်။အိမ်အောင်ရေးမှာဇနီးမရရဲ့အကူအညီမှုကြီးညာစွာထောက်ပံ့ကောင်းကြီးရရှိတတ်ပါတယ်။မိမိတို့ရဲ့အိုးအိမ်နေရာထိုင်ရင်အိမ်ပြင်နာတွေအိမ်ဆောက်တာတွေအမွေကိစ္စတွေလည်းကြုံတွေ့နိုင်ပါတယ်။ ဗုဒ္ဓဘုရားသမီးယာဟုသားသမီးတွေကမိမိတို့ဝန်တန်းဖြစ်ပါကမိမိတို့ရဲ့အထက်လူကြီးနဲ့ကုညီထောက်ပံ့ခြင်းနေမာစာခြင်းနေချီးကျူးခြင်းနေကြုံတွေ့နိုင်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒီကာလမှာစီးပွားရေးလုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ရဲရဲတင်းတင်း ဆုံးဖြတ်လိုက်ပါနောက်တစ်ခုအနေနဲ့ဘုရဝုသားသမီးတွေယာဝုသားသမီးတွေကအပြာရောင်နဲ့ပတ်သက်တဲ့လက်ဆောင်တွေရရှိတတ်ပါတယ်ဝင်လာတတ်ပါတယ်ထီပေါက်ကိန်းလည်းရှိပါတယ်နော်ထီထိုးဖို့လည်းလုံးဝမမေ့ပါနဲ့ဒါပေမဲ့လို့မိမိတို့မှာဆွေမျိုးသားချင်းတစ်စင်းတစ်ယောက်တွေ့ကြ မိမိတို့ရဲ့အိမ်တောင်ကြီးတွေပြိုကွဲသွားနိုင်ပါတယ်။အိမ်တောင်ကြီးတွေပျက်စီးသွားနိုင်ပါတယ်။ဒါလေးကိုအထူးဂယုစိုက်ဖို့လိုအပ်ပါတယ်ရှင်။မိမိတို့အနေနဲ့ဒီ6လပိုင်းထဲမှာခยีသွားတဲ့အခါမှာရေလန်းခยีနဲ့သွားတဲ့အခါမှာရေပေးအန္တရာယ်ကြီးကြာရောက်နိုင်ပါတယ်။ပြောချင်တာက ဘုဒ္ဓဘူးတာသမီများယာဟုတာသမီများကဒီကာလမှာ6လပိုင်းအတွင်းမှာပေါ့ရေလန်းခင်းမသွားရင်တော့ပိုပြီးကောင်းပါလေရှင်။ဒါလေးကတော့ကျမအနေနဲ့အကြံပေးခြင်းဖြစ်ပါတယ်။မိမိတို့ရဲ့နာမည်ထဲမှာသဟအခင်ရာတွေပါတယ်ဆိုလို့ရှိရင်တော့တောက်ကြံတဲ့အခင်ရာတွေပါတယ်ဆိုလို့ရှိရင် နာမည်ကုံတရင်အခုပြောတဲ့ကောင်းကျိုးလေးတွေခံစားရမှာဖြစ်ပါတယ်နာမည်ကုံတရင်တိုးတက်ခြင်းအမှုပညာလုပ်ငန်းတွေအောင်မြင်ခြင်းအမှုပညာနဲ့ပတ်သက်တာတွေအဆက်အသွယ်ကောင်းနေဝင်လာခြင်းဒီကာလမှာပြောရမယ်ဒီ6လပိုင်း2025 6လပိုင်းမှာတောက်ကြတာသမီးတွေလက်မထောင်နိုင်တဲ့ တောက်ကြနံပေါ့ဘုဒ္ဓဘူးသားသမီးယာဟုသားသမီးတွေကတောက်ကြနံနာမည်ပါနေတယ်ဆိုလို့ရှိရင်တော့မိမိတို့လက်မထောင်နိုင်မဲ့ချိန်ကာလတစ်ခုကြာရောက်နေပါပြီကိုကိုကိုလည်းလုံခြုံမှုရှိရှိနဲ့ရှေ့ဆက်ပြီးတော့ဖြတ်တန်းရမှာဖြစ်ပါတယ်အမှုပညာလုပ်ငန်းတွေအောင်မြင်တတ်ပါတယ်ဆက်တွေကောင်းပြီးရရှိတတ်ပါတယ် တွေးသားနဲ့ပတ်သက်ပြီးကျမရေဂရုစိုက်ရမှာဖြစ်ပါတယ်။မကြာခဏခေါင်းမှုမယ်တွေးပေါင်ကြီးကြတတ်ပါတယ်။အဲ့တော့တွေးနဲ့ပတ်သက်တဲ့ယောဂဝိဒနာကြီးဖြစ်ပေါ်တတ်ပါတယ်။အကြီးကဲပေါ့ဝန်နဲ့အဖေလိုမျိုးပေါ့အကျိုးပေးပါတယ်။လုပ်ငန်းတစ်တည်းထူထောင်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်။အဲ့တော့အိမ်တော်ကြီးမှာ တစင်းတယောက်အတွက်ကြောင့်အိမ်အောင်ပြူခွဲတက်တယ်လို့ပြောထားတဲ့အတွက်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။အိုးအိမ်နေရထိုင်ရင်းကိစ္စတွေမှာကုညီမစားခြင်းတွေအကျံစီအောင်တတ်ပါတယ်။အထူးအားသဖြင့်ဥကောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာကြီးကျမ်းမာရင်ညံ့ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့လေချစ်သူရဲ့လမ်းခွဲခြင်းတွေတစ္ဆာပေါက်ခြင်းတွေခံရတတ်ပါတယ်။အဲ့တော့ စကားလူမှုရေးမှာကြတော့စကားအရှုပ်ရှင်တွေဖြည့်ရှင်ရတတ်ပါတယ်စကားပြောဆိုမှာတတ်ပါတယ်စကားကြတတနာတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ပௌရဝုသားမီးရာဟုသားမီးတွေကမိမိတို့ရဲ့ကံစားတာတွေအညံ့တွေပြေပြောက်မှုတွေကံမြင့်မှုတွေကအိန္ဒိယဖျားเนาะ နိုင်ငံမှာနေတဲ့လူတွေနိုင်ငံသားမှာနေတဲ့လူတွေကတော့အိမ်တော်ရာဖရာကိုစိတ်ထဲမှာရည်စူးပြီးတော့လှူဒန်းပေးပါအဲ့တော့လှူဒန်းရမှာအုံညွတ်6ညွတ်အောင်းတပီ6ညွတ်အုံးသီးမုတ်ပါတဲ့မုတ်6ခုကိုအိမ်တော်ရာဖရာမှာကတ်လူထမ်းပေးရမှာဖြစ်ပါတယ်ဘယ်နှစ်ဘယ်ရက်ရလို့တော့မရှိပါဘူးမိမိတို့အားတဲ့ရက်မှာသွားပြီးတော့လှူခမ်းပေးလို့ရပါတယ် အဲ့လိုလှူဒန်းပေးတဲ့အခါမှာသာသနာအလံ6ခုပါထည့်တွင်းပြီးတော့လှူဒန်းပေးပါရှင်မိမိတို့ရဲ့ကျမ်းမာရေးအញ្ញံနေပြည့်ပြောက်မှုအတွက်ကကြတော့တစ္ဆာပန်၃ညွတီဟူ၃ညွတူရတရီမေတော်မှာလှူဒန်းပေးရမှာဖြစ်ပါတယ်မြတ်စွာဘုရားရှင် ဖရားရဲ့ရင်ပြင်ပေါ်မှာသူအသတိမဲတော့နန်းဆောင်တွေပါကြီးရှိပါတယ်။ဒါမှမဟုတ်လည်းမိမိတို့အိမ်ကနေသူအသတိမဲတော့ရည်စူးပြီးတော့လှူဒန်းပေးလို့ရပါတယ်။လှူဒန်းတဲ့အခါမှာလည်းမအုံးမပြောပေါ့နော်။အုံးဒီတလုံးမပြောသည်။အုံးမပြောပွဲလေးနဲ့သူအသတိမဲတော့အောင်ပွဲပေးခြင်းတစ္ဆာပန်းထိုးခြင်းတီဟိုလှူတီဟိုညွတ်လှူဒန်းခြင်းတိလုပ်ပေးလို့ရပါတယ်။ ဒါကတော့မိမိတို့ရဲ့ဒိဋ္ဌန်တွေမိမိတို့ရဲ့အကျံစီအောင်မြင်မှုမိမိတို့ရဲ့ကျမ်းမာရေးတွေအောင်မြင်မှုတွေလောက်ရမဲ့ရေတရားလေးဖြစ်ပါတယ်အဲ့တော့အထူးတစ်ပြည့်အိန္ဒိယဘုရားတို့မဟုတ်၆တက်ကြီးဘုရားမှလည်းလှူဒန်းပေးလို့ရပါတယ်ရှင်ကဲဗုဒ္ဓဘူသာသမီးများယာဟုသာသမီးများစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါဒုရဆန္ဒလေးနဲ့ပြည့်ဝနိုင်ကြပါစေရှင် ရေရင်ရီလည်းအောင်မြင်ကြပါစေအခက်ခဲတွေလည်းအဆင်ပြေကြပါစေရှင်